မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ29ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတပ်ပွဲသတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့နယ်မွာပြီးကျေးရွာမှာတပ်ဆွဲထားတဲ့စစ်တပ်ကာကင်းစခန်း3ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား15ဦးထက်မနည်းသေဆုံးပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ26ရက်နေ့မှာတီးတိမ်မြို့နယ်တန်ရန်ရွာနယ်ခိုင်ကန်းကြားမှာရှိတဲ့မှွာပြီးကြီးပါမှာတက်ဆွဲထားတဲ့ စစ်တပ်ရဲ့ကာကင်းစခန်း၃ခုကိုချင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီကာကင်းစခန်း၃ခုကိုမနေ့ကဇွန်လ28ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့များကအပိသက်တိမ့်ပတ်ရရှိခဲ့ပြီးတော့အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်သား15ဦးထက်မနည်းတေဆုံးကအရှင်ဖမ်းဆီးရမိသူများလည်းရှိတယ်လို့သိရပါဗါး ဒါအပြင်တိုက်ပွဲအတွင်းမှာလက်နက်ခဲများလဲတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။အခုတိုက်ပွဲဖြစ်တဲ့နေရာကတီးတိမ်မြို့နယ်တန်ရန်ရွာနယ်ခိုင်ခန်းကြားမှာပါ။အဲ့ဒါကစစ်တပ်ကင်းချတဲ့စခန်းပေါ့။စခန်း၃ခုလောက်ကိုချင်းတက်မတော်ကတိမ့်လိုက်တယ်စစ်ခွေး15កောင်ကျော်သေးတယ်အရှင်ဖမ်းမိတာတွေလည်းရှိတယ်အတိအကျတော့မသိရသေးဘူးလက်နက်ခဲကနေတိမ့်မိတယ် အကုံလုံးကိုမောင်းထုတ်လိုက်ပြီးချင်းတက်မတော်ကထိုးစစ်လုပ်တာစစ်ခွေးတွေကတဖြည်းဖြည်းနဲ့နောက်ဆုတ်ရင်အခုခိုင်ကန်းရွာအထိကိုရောက်သွားပြီလို့သတင်းရထားတယ်လို့ချင်းရှိတန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုချင်း National Army CNA ကဦးဆောင်ပြီးတော့ PDF ဇိုလန်နဲ့ CNDF တပ်ဖွဲ့တို့ကလည်းပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ပွဲများအတွင်းမှာချင်းတော်လိုင်းတပ်ဖွဲ့ဝင်၃ဦးကြာဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ငိမ့်စာနေစစ်မှုရန်ဟောင်းရုံးကအငိမ့်စာတက်ကြွကြီးထွန်းအောင်ကိုဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ28ရက်နေ့မနေ့9နိုင်ကမ်းမှာရေစကြိုမြို့နယ်ငိမ့်စာနေစစ်မှုရန်ဟောင်းရုံးမှာတာဝန်ထမ်းဆောင်နေတဲ့အငိမ့်စာတက်ကြွကြီးထွန်းအောင်ဟာရေစကြိုမြို့တွင်းကနေပြီးတော့ဆိုင်ကယ်နဲ့ထွက်လာတဲ့အချိန်မြို့အထွက်အရောက်မှာရေစကြိုပကဖကရဲဘော်များကဖမ်းဆီးရာ ထွက်ပြေးသွားတဲ့အတွာပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတိတ်ဆုံးသွားတယ်လို့သိရပါဗျ။မြို့ထဲကနေပြီးတော့ဆိုင်ကယ်နဲ့ထွက်လာတာကိုတားပြီးအရှင်ဖမ်းတာအရှင်ဖမ်းတာကိုထွက်ပြေးလို့ပြစ်ခတ်လိုက်ရတာသူကတက်ဘက်ကိုသွားဖို့ပဲအဲ့ဒီဘက်ကနေပြီးတော့တက်သုံးတက်ရှိလာဆိုတော့ဘယ်တက်ကိုသွားဖို့လဲတော့မသိဘူးတရင်နေနဲ့ငိမ့်သာနီစုံရန်ဟောင်းရုံးကိုကူးနေတာသူတယောက်တည်းပါပဲကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့ရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကပကဖတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်တိတ်ဆုံးသွားတဲ့တက်ကြကြီးထုံးအောင်ဟာ ရေစကြုံမြို့နယ်ငိမ့်စာနီစစ်မှုရန်ဟောင်းရုံးမှာတာဝန်ထမ်းဆောင်နေပြီးတော့စစ်ကောင်စီတပ်အတော့တက်တက်ကြွကြွနဲ့လှုပ်ဆောင်ပေးနေတဲ့အတွက်ကြောင့်အရေးယူဖို့အတွက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ်ရန်ဖိုရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ26ရက်နေ့ညနေ3နာရီလောက်မှာရန်ဖိုကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတပ်သားတအူပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့ထိခိုက်ဒေဆုံးမှုတွေရှိတော့လဲအရေးအတွက်ကတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ် drone နဲ့နှစ်ချိန်ဘုံကျဲတက်ခိုက်ခဲ့တာမှာစစ်ခွေးတကောင်အပြင်းထန်ဒဏ်ရာရရှိသွားတယ်နောက်ထပ်ထိခိုက်ဒေဆုံးမှုတွေရှိနိုင်တယ်အရေးအတွက်ကတော့အတိမပြုနိုင်သေးဘူးလို့ဘိုခင်းတပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုဘိုခင်းတပ်ဖွဲ့နဲ့ ဘိတ်ဘကဖအဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ်တိန်ခွန်းရွာအနီးတဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မနက်7:00နာရီကစတင်ပြီးတော့တနင်္လာနေ့မြို့နယ်တိန်ခွန်းကျေးရွာအနီးတဝိုက်မှာရှိတဲ့မောတောင်ဒေသကိုအကြမ်းဖက်စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် KNLA တိုက်ရင်စက်တဲ့လက်အောက်ခံတော်လိုင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။အချမ်းဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေရာအနီးတစ်ဝိုက်ကို Jet Fighter နဲ့မနက်10:00နာရီကမှဘုံအကြီးနှလုံးနဲ့ဘုံအသေးဆယ်လုံးထက်မနည်းလာရောက်ပြီးတော့ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အဲ့ဒီလေးချောင်းတိုက်ခိုက်မှုအတွင်းမှာအချမ်းဘတ်စစ်ကောင်စီတပ်သားများရှိရာနေရာများကိုသာကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါဗါဒအလားတူပဲရှမ်းပြည်နယ်နောင်ချုံမြို့နယ်မှာလည်းအကြမ်းမဆက်တန်းနဲ့တောင်းတပ်မတော် TNL တို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ကလေရင်လက်နက်ကြီးများနဲ့ပစ်ခတ်ကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ TNL ကထုတ်ပြန်ထားပါဗါဒနောင်ချုံမြို့နယ်မှာရှိတဲ့လုံဆန်ရွာမြက်ချင်းနုရွာလုံဝဲရွာ ညံတော်ရွာနောင်လင်းရွာနဲ့နောင်ဩရွာကြားတို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တောင်းတက်မှာတော့ TNL တို့ဆက်လက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာအကြမ်းဖက်စစ်တပ်ကလေးချောင်းကနေပြီးတော့ဘုံ55လုံးနဲ့လက်နက်ကြီး32လုံးတို့ကိုပြစ်ကူပေးပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့မှာနောင်လင်းနဲ့နောင်ဩရွာကြားမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တောင်းတက်မှာတော့ TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကလေးချောင်းကနေပြီးတော့ဘုံအလုံး20နဲ့လက်နက်ကြီး30လုံးတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲလုံဆန်ချေးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့မျက်ချင်းနူလုံဝယ်နဲ့လုံဆန်ချေးရွာတွေမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကလေးချောင်းကနေပြီးတော့ဘုံ22လုံးလာရောက်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာညံတော်ချေးရွာဘက်ကိုလည်း Jet Fighter နဲ့ပေါင်900ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အုံမခါချေးရွာဘက်ကိုလည်းလက်နက်ကြီးတလုံးပစ်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါဗျ။ဇွန်လ26ရက်နေ့ကလည်းနောင်ချုံမြို့နယ်မှာရှိတဲ့နောင်ဖာ၊ညံတော်၊လုံဆန်းအုံမခါနဲ့နောင်လင်ချေးရွာများမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တောင်းတမတော် TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးအလုံး80နဲ့ drone နဲ့ဘုံဒီ32လုံးတို့ကိုပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ညီနောင်မဟာမိတ်သုံးဘွဲ့ကငလျင်တန်တဲ့နဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာထိုးစစ်ဆင်ခြင်းများကိုပြုလုပ်မှာမဟုတ်ဘဲတစ်ဖက်သက်အပြည့်ရတဲ့ကာလကိုနောက်ထပ်တလတက်တန်းတိုးထားတဲ့အချိန်မှာအကြမ်းဖက်စစ်ခွေးတပ်ကအခွင့်အောင်းယူပြီးတော့အဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခတ်မှုများကိုရှောင်ရှားနိုင်ရန် စီရေးသတိအမျက်ရှိရန်လိုအပ်ပြီးတော့လေချောင်းရံကနေပြီးတော့ကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ဆိုင်ရာနီလာများကိုလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခမောင်းသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အခုညတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခမောင်း မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတော့လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်နေအိမ်နှလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ15ရက်နေ့မနက်9:46မိနစ်ခန့်မှာကြိုက်ထုံမြို့နယ်ပိန်နယ်ကုန်းရွာအနီးတစ်ဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ရဲ့အမှတ်330အမြောက်တပ်ကလက်နက်ကြီး 120မမလေးလုံးပြစ်ခတ်ခဲ့ရာပြည်သူပိုင်းလုပ်ငန်းခွင်အတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗါဒ်အဲ့ဒီနေ့နေ့လယ်7:00နာရီလောက်မှာလဲအချမ်းမတ်စစ်တပ်က120မမလက်နက်ကြီးတစ်လုံးထပ်မံပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ဇီးပြောင်း1ရွာအတွင်းမှာကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့နေအိမ်တစ်လုံးပျက်စီးသွားတယ်လို့သိရပါဗါဒ်ဇွန်လ26ရက်နေ့ည9:40မိနစ်ခန့်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အချမ်းမတ်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တောင်ကိုလက်အောက်မှာရှိတဲ့ခမရ968အခြေဆိုင်တဲ့ဇလုတ်ကြီးက စစ်ကောင်းစီတပ်သားများကဝင်းကန်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ဝင်းကန်ရွာအတွင်းကို87မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်နေအိမ်တစ်လုံးထပ်မံပြီးတော့ပျက်စီးသွားတယ်လို့သိရပါဗျ။အလားတူပဲဇဂိုင်းတိုင်းရွှေဘုံမြို့နယ် အိုးဘိုကြီးပါမှာလဲအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြည်သူ့ဘက်တော်သားအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါရယ်ဇွန်လ26ရက်နေ့ညနေ4နာရီလောက်မှာရွှေဘုံမန္တလေးအထွာရွှေဘုံတောင်မုံမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းဂိတ်ကစစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ရန်တမ်းပြစ်ခတ်ခဲ့ရာ အိုးဘိုကြေးွာအတွင်းကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့အသက်35နှစ်အရွယ်ကိုကျော်မင်းခိုင်အမည်မသိတဲ့အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံချွန်ဘူရီမှာမြန်မာနိုင်ငံသား10ဦးအပါအဝင်နိုင်ငံသား15ဦးကိုကြီတော့များတဲ့အတူဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမနေ့ပိုင်းကထိုင်းနိုင်ငံရဲ့လူကုန်ကူးမှုတားဆီးနှိမ်နေရေးဌာန ACTPD ကရဲတပ်ဖွဲ့ဝင်များနဲ့အလို့သမားဦးစီးဌာနတို့ကချွန်ဘူရီထဲမှာရှိတဲ့စစ်ရုံများကိုဝင်ရောက်ပြီးတော့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရမှာမြန်မာနိုင်ငံသား10ဦးနဲ့တရုတ်နိုင်ငံသား9ဦးစုစုပေါင်းနိုင်ငံခြားသား15ဦးတို့ထံကနေပြီးတော့ ကြည်စံခဲယမ်းများတဲ့အတူဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဖမ်းဆီးရရှိသူတွေထဲမှာတရားဝင်နေထိုင်ခွင့်တပ်တွေကစာရွက်စာတမ်းမရှိကြဘဲနဲ့ထွက်ပြေးရန်စူးစမ်းနေသူများလည်းပါတယ်လို့သိရပါတယ်အဲ့ဒီနိုင်ငံသား15ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီးတော့ချွန်ပူရီခရိုင်ဘန်ပေါင်းရဲစခန်းကိုပို့ဆောင်ပြီးတော့စစ်ဆေးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ